ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမြေကျိုးရင်ရေးသားထားတဲ့ရင်လွဲအိမ်ဆိုတဲ့ဝိထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။ရင်လွဲအိမ်။ယခုအိမ်ပြန်လာနေပြီဆိုသည့်အသည့်ကတရံမလက်အတွေ့ထဲဝင်နေသည်။တရိတ်တိတ်ဖြင့်ခုံနေသောရင်သည်ကြည်နူးချမ်းမြေ့မှုကြောင့်သာဖြစ်မည်။ငါနှစ်တာဝေးကွာခဲ့သောမိသားစုကိုမကြခင် ပြန်တွေ့ရတော့မည်ဆိုသည့်အတွေ့အသည်လှမ်းနေသည့်ခြေလမ်းများကိုပေါ်ပါသွက်လက်စေကပြေးသွားမတတ်ဖြစ်စေခဲ့သည် ခက်သွဲသွဲလှမ်းနေသည့်ခြေလမ်းများနှင့်အပြိုင်စိတ်အတွေးတို့ကလည်းမရမနာလွေ့မျောနေ၏အကြောင်းမကြားပဲပြန်ရောက်လာသည့်ကျွန်တော်ကိုမြင်လိုက်ရသောအခါသူတို့တရင်ကတော့အံ့ဩတိတ်ဆိတ်သွားနိုင်သည်ထို့နောက်ဆူညံသောအော်ဟစ်တန်များဖြင့်ကျွန်တော်ကို အပြည့်အလွားပွေဖက်လာကြလိမ့်မည်သားသမီးများဖြင့်နှွေးနှွေးထွေးထွေးနေလေးရှိသောဖေဖေကကျွန်တော်ကိုအရင်ဆုံးပွေဖက်လာလိမ့်မလားကျွန်တော်အဝေးရောက်နေသည့်ချိန်တွင်ကျွန်တော်အုံးခဲ့သည့်ခေါင်းကလေးကိုကျွန်တော်ကိုယ်စား ညစဉ်ပွေးဖက်အိတ်သည့်မိမိကရေးဖက်လင်မလားနိုင်ငံရခြားတွင်နှစ်ပေါင်းများစွာတယောက်တည်းရုံကန်ခရတော်လဲယခုထက်ထိကျွန်တော်ကိုကလေးဦးထင်နေသေးသည့်အမများကရေးဖက်လာလင်မလားဖုံပြောတိုင်းစကားတွေတီတီဒါဒါဆိုလေးရှိသောတူမကလေးများမှအလူရဲ့ပြေးဖက်ကြလင်မလားတွေးရင်နှင့်ပင်ကျွန်တော်ရင်တဆက်ဆက်ခုန်နေသည်တေကြာကြီးကတော့ကျွန်တော်ကိုမြင်လျင်မိမိခမားဝမ်းသာခြင်းများစွာနှင့်မျက်ရည်များစီးကြလာကား တရှုံရှုံဖြင့်ငိုကြွေးလိမ့်မည်မိမင်းကိုလည်းမမတို့လည်းဝမ်းနေဝမ်းသာလိုက်ငိုကြလိမ့်မည်ပြီးလင်ကျွန်တော်ကိုပွေဖက်ကြမည်ကျွန်တော်ကရော သူတို့တွေငိုလင် မျက်ရည်မကျဘဲနေနိုင်ပါမလားနေနိုင်မည်မထင်လေဝေးကွာခဲ့သောနှစ်ကာလတို့တွင် လွမ်းဆိုခြင်းသည်အနေနှင်းများအဖြစ်ကျွန်တော်နှလုံးသားထဲတွင်အနေထိုင်နေခဲ့သည်ကျွန်တော်နှလုံးသားတဆက်ဆက်လှုပ်ခါခြင်းဖြင့် အလွမ်းတို့သည် တဖန်ပြန်ကဆူဝေလာလိမ့်မည် လွှဲထွေးစွာပွေဖက်ကြမည်လက်များကြားတွင်ကျွန်တော်အလွမ်းတို့သည်လည်းကံကံခွင့်ရသောပင်လဲပြောလှငယ်ကဲ့သို့စိတ်ချလုံခြုံခြင်းတို့ဖြင့်ပျော်ရွှင်နေရတော်မည်ထိုချင်းသည်နှစ်ပေါင်းများစွာမရရှိခဲ့သောစိတ်ချမ်းမြေ့ပျော်ရွှင်မှုတို့ဖြင့်ကျွန်တော်တို့အင်္ဂလိပ်ဆူညံနေပေတော်မည်ဒူရီဒူမတွေကတော့ကျွန်တော်ကိုဝိုင်းပတ်နေကြမည်အိုးအတွင်းနှင်းပင်ကျွန်တော်ကြည်နူးလွန်းလာပြီမိသားစုရှိနေသောအင်္ဂလိပ်ကိုနီးလာလေကျွန်တော်ရင်ပိုခုံလေဖြစ်သည် တကယ်ဆိုဒီအိမ်ကလေးဒီကျွန်တော်တစ်ခါမှမရောက်ဘူးသေးသောအိမ်သစ်ဖြစ်သည်နိုင်ငံရဲ့ချမှာအလုံးလုံးနေသည့်ကျွန်တော်တို့မိသားစုထံမှပို့ပေးထားသောအိမ်သက်မင်္ဂလာမှတ်တမ်းဗီဒီယိုခွေနှင့်ဓာတ်ပုံတွေအရသာစိတ်ကူးအာရုံဖြင့်ကျွန်တော်ရင်းနှီးနေပြီးသားအိမ်လေးဖြစ်သည်ကျွန်တော်မြန်မာပြည်တွင်ရှိစဉ်ကနေခဲ့သောအိမ်နှင့်ယခုအိမ်သစ်သည်တိတ်မဝေးကွာသဖြင့်ကျွန်တော်တန်းတန်းမတ်မတ်လာနိုင်ခြင်းဖြစ်သည် ပေ50 60မြေခွက်နှင့်တထပ်တိုက်ကလေးသည်ဖေဖေနှင့်မေမေ၏ချမ်းမြေရိပ်မြုံလေးဖြစ်သလိုကျွန်တော်၏ချွေးဆက်များဖြင့်တိဆောက်ထားသောအိမ်လေးလည်းဖြစ်သည်ကျွန်တော်ဘဝတွင်စိတ်ချမ်းမြေဆုံးအဖြစ်ပြက်တစ်ခုကိုပြပါဆိုလျှင်မိဘနှမကိုအိမ်ပိုင်လေးဝယ်ပေးနိုင်ခဲ့ခြင်းသာဖြစ်သည်ငယ်စဉ်ဘဝကလေးကအိမ်ငှားဘဝဖြင့်ဟိုပြောင်းဒီရွှေလောက်ခရရသောဘဝကကျွလို့စီခဲ့ခြင်းဖြစ်သည်။တနေ့စာစာချုပ်ပြေကန်ဤတိုင်းပူပန်တော့ကရောက်ခရရသောမိဘနှစ်ပါးလည်း ယခုဆိုရင်မနက်ခင်းတိုင်းကိုယုံကြည်မှုအပြည့်ဖြင့်စိတ်ချမ်းမြေစွာနှူးထနိုင်ခဲ့ပြီထိုအိမ်တစ်ကလေးနှင့်ပတ်သက်လျင်အဖြစ်ပြက်တိုင်းသည်စိတ်လှုပ်ရှားတက်ကြွဝယ်ရသာဖြစ်သည်စူဆောင်းထားသည့်ငွေတို့အထိုင်းလျောက်ရလာခြင်းတွင်မိသားစုကိုအိမ်ဝယ်ပေးမည်ဟုစပြီးဆုံးဖြတ်လိုက်စဉ်ကတည်းကကျွန်တော်တွင်ခွန်အားများပြေဝလာခဲ့သည်ဖုန်းဆက်ပြီးမမေတို့ကိုဈေးနှုန်းတင်တော်မူအိမ်တစ်သလုံးရှာဖွေရန်ပြောလိုက်နိုင်သည့်နေ့ကိုလည်းကျွန်တော်မမေ့နိုင်သေးပေ။ ကျွန်တော်အတန်းကိုစပီကာဖွင့်ထားသဖြင့်တအိမ်လုံးကြားရခြင်းမိသားစုအလုံးဤတဲကြွပျော်ရွှင်သွားသည်သည်ကျွန်တော်အဆုံးဖြတ်ချက်တို့မမှားကြောင်းသက်သေပြနေခဲ့သည်မိသားစုဤကံကြမ္မာလို့ပင်ပြောရမည်အနီးအနားတွင်စောက်ပြီးကာစားလူမနေသေးသောတင်မောသားတို့ပိုင်းတစ်ထပ်တိုင်လေးကိုတွေ့ကြောင်းဈေးနှုန်းကအနေထားကလည်းတင့်တော်ကြောင်းအကြောင်းပြန်လာပြီးသည့်နောက်တွင်တော့ကျွန်တော်တို့မိသားစုပို၍တဲကြွကုန်ကြသည်ရည်ရင်းလေးလဲပါတယ် ရေကိုကြည်နေတာပဲတားရေကောင်းလိုက်တာ အိမ်နောက်ဖက်ကိုတော့မြေလေးနည်းနည်းဖို့ရမယ်။ဘေးဘက်ခြံစည်းရိုးကိုတော့နောက်မှပဲအုတ်တိုင်းလေးခတ်မယ်သားကြီး။အခုလောလောဆယ်ငွေပိုမကုန်တာကောင်းတယ်လေ။အဝီစီးတင်းတင်းတော့တူးမှဖြစ်မယ်။ဒီမိသားစုနဲ့ကရေရင်းရေဆူလောက်ဝင်မထင်ဘူး။သားဖေဖေတငယ်ချင်းကအုတ်တွေပြောင်းရောင်းမှုရှိတယ်တဲ့ဈေးသက်သားတယ်။ဝယ်ထားနိုင်ရင်ကောင်းမှာပဲ။နောက်ဆိုလဲလူလာမှာပဲလေ။မောင်လေးရေငါတို့အိမ်အတွင်းနဲ့ပြင်ကိုဆေးပါရောင်ချင်ရင်ကောင်းမလဲမောင်လေးကြိုက်တဲ့အရာကိုလုပ်ပေးမယ်နော် မောင်လေးရေအခု channel မှာမချစ်စုတည့်ရပင်လဲပါတယ်တိလားနင်းပြန်လာရင်ငါတို့တွေငန်းပြရင်နဲ့တည့်ရသည်တူစားကြမယ်လေထိုရဲ့ပိုင်းတွင် ပြောပြသောစကားတိုင်းသည်အိမ်တည်ကလေးចောင်းသာဖြစ်သည်အိမ်ရောင်းဝယ်စားချုပ်မှာတာနာမီနဲ့ချုပ်ပေးမယ်တော့ဆိုပြီးမိမိကပြောတော့ကျွန်တော်ညင်းခဲ့သည်မိမိတို့နာမီနဲ့ပဲချုပ်ပါတာကမိမိတို့ကိုဝယ်ပေးတာလေတာမမတ်ပါဘူးမိမိရဲ့မိသားစုတွေစုစုစည်းစည်းရှိနေရင်တာကြည်နဲ့ပါပြီး မှန်တကယ်လဲကျွန်တော်တွင်မမောစိတ်တစိုးတစီးမျှမရှိပါမိဘတွင်မသေးခင် အိမ်ပိုင်လေးနှင့်နေသွားရသည်ဆိုသောပီတိကိုသာကျွန်တော်ပြီးကျင်ခဲ့သည်ငွေပြီးခြေပြီးအယောင်းဝယ်စာချုပ်ချုပ်သောနေ့ကမိမိအိမ်ပြန်ရောက်တော့ငိုသည်တဲ့စာချုပ်လေးကိုကြည့်ကြည့်ပေါင်းဆုပ်ထားသောမိမိလက်ကိုတုံနေသည်တဲ့လေအိုပိုင်အိမ်ပိုင်ဆိုသောစကလုံးသည်အင်မတန်ရည်ရွယ်ကောင်းသောစကလုံးဖြစ်မှန်းကျွန်တော်သိပါသည် ။နေစဉ်ကလေးကနေရာတစ်ခုခုတွင်အထိုင်ကြတော့မည်ဆိုတိုင်းနောက်တနေရာသို့ပြောင်းရွှေ့ခဲ့ရသောအိမ်ငှားပွား၏ခါသည်မှုကိုမမေ့နိုင်သော ကျွန်တော်အတွက်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ခွင့်ရခြင်းခံစားချက်ကိုမိသားစုနှင့်ထပ်တူခံစားပျော်ရွှင်နိုင်ပါသည်။နောက်တစ်ချိန်မိသူမျက်နှာများကြည့်စရာမလိုပဲမျက်နှာချိုးသွေးပြုံးရဆက်ဆံရခြင်းများမှမိဘတစ်ပါးလွတ်လပ်ခွင့်ရသွားခြင်းသည် တကူးတကမတွေးဘဲနဲ့ကိုကျွန်တော်စိတ်ထဲတယံမလတ်ဝင်ရောက်ခါတငိမ့်ငိမ့်ခန်းစားချက်ကိုဖြစ်ပေါ်နေစေခဲ့သည်အိမ်အားဝယ်စားချုပ်ချုပ်ပြီးနောက်အိမ်သစ်ကိုပြင်ဆင်ကြသည်ဆောက်ပြီးကလေးကလူမနေသောအိမ်ဖြစ်သဖြင့်တအိမ်လုံးကိုရေးဆေးကြသည်တယောကင်မွန်းဤတို့ဖြင့်ပပြန်းကြသည်တအိမ်သားလုံးမနာမနေလောက်ကြသည်ပင်မမှုကမရှိကြတဲ့လုံထဲတွင်ရောက်နေသောကျွန်တော်သည်လည်းတောင်းတနေရာကဝိုင်းကူလုံပေးခြင်းသောအတွေ့အကြုံအချိန်ပြည့်ဖြစ်ပေါ်နေသည် ဒါဟာကျွန်တော်တို့ပိုင်တဲ့အိမ်မဟုတ်ပါလားအင်မတန်တဲကြွဖို့ကောင်းပါပဲဖေဖေကအဝီစီရေရင်းတူးတော်ဖွဲ့ကိုသွားခေါ်သည်စေးသုံးသည်သူလိုက်ရှာသည်တဲ့မိမိနှင့်အမများကတိမ်လုံးကိုရှင်းလင်းကြသည်တဲ့ညီငယ်ကောင်နှင့်ရောက်ဖားဖြစ်သူကအင်ခေါင်မိုးပေါ်တက်ခါအသေးရချောင်းများကိုရှင်းကြသည်တဲ့ကလေးများဖြစ်ကြသော တူနှင့်တူမများကပင်နိုင်တလောက်လုံးနေကြသည်အိမ်သားကိုရေးစေးကြသည်မိဘကမ်းမှကြောက်ပြားများကို တိုက်ချွတ်စေကြသည် တကြွလက်ဆန်ချင်းဖြင့်မြည်သူများမောပန်းမည်မဟုတ်မှန်တွေးကြည့်ုံဖြင့်ပင်သိသာနိုင်သည်ရီချိုးကန်းတဲ့အိမ်သာကလည်းအကျယ်ကြီးပဲခလေးတွေကရီချိုးစလုံးကြီးကိုသဘောတွေ့ကြနေကြတယ်ထို့ကဲ့သို့သဘောကျသောစကားလုံးများကြားရလေကျွန်တော်မမောနိုင်ပန်းနိုင်ဖြစ်ရသည်ထိုရဲ့ပိုင်းတွေညာတိုင်းနီးနီးကျွန်တော်ဖုံးဆက်ဖြစ်သည်အိမ်သည်လေးကိုသဘောကျသံသိကောင်းတာပဲဆိုတဲ့ချီချူတံများကိုကြားရှင်စိတ်ကြောင့်ဖြစ်သည်ထိုတံများသည်ကျွန်တော်အတွက်နောက်တစ်နေ့စာအာရင်များသာဖြစ်သည် ကျွန်တော်တွင်အခက်အခဲရှိတိုင်းအဆင်မပြေခြင်းအင်ကိုငွေမပို့နိုင်တိုင်းကျွန်တော်ဖုန်းဆက်ခြင်းစိတ်ကိုမြူသိခဲ့ရဘူးသည်ဖုန်းမဆက်ဘဲနေနိုင်လိုက်တာသားရဲဆိုသောမိမေ၏ရေယူတန်ကိုကျွန်တော်ဥပိ္ပခါပြုထားခဲ့ရသည်ဖုန်းမဆက်ဘဲနေနိုင်အောင်နေရတဲ့သားရဲ့အခက်အခဲကို မိမေတို့သိမှမှမဟုတ်တာလို့သာစိတ်ထဲတွင်တိုးတိုးလေးပြန်ဖြေခဲ့ဘူးသည်မိသားစုကိုကျွန်တော်ပေးခြင်းဒီမှာအောင်မြင်သောအကြောင်းအရာနှင့်ပျော်ရွှင်ပွဲရာအဖြစ်ပြက်တို့သာရှိသည် ယခုလိုတဲကြွဝယ်နေရများတွင်တော့ကျွန်တော်ညာတိုင်းဖုန်းဆက်ဖြစ်သည်ရရှိနေသောပျော်ရွှင်တဲကြွခြင်းတို့ကိုအချိန်တွင်ကြာနိုင်သမျှကြောင်းအောင်ဆွဲဆန့်ထားပေးခြင်းသည်မိသားစုအနေနှင့်လက်ဆက်သည့်လေးကိုရှူပြီးတဲကြွမိအတွင်းများတွင်နိုင်ရန်ဖုံဖုံပါသည့်လေးကိုကျွန်တော်နေတိုင်းရှူရှိုက်ခဲ့ရတာအောက်ကျဆက်ဆံခံခဲ့ရတာတွေကိုတော့ကျွန်တော်ဘယ်တော့မှ ပြောပြပြမည်မဟုတ်ပေ။ ဆောက်လို့ရေးလုပ်ငန်းဝင်ဤမတန်ရှင်းသောလေကြောင့်ကျွန်တော်နှလုံးနှင့်အဆုတ်တို့အရင်လိုလက်လက်ဆက်ဆက်မရှိတော့တာကျွန်တော်သိနေခဲ့ပြီ။လေရင်ကားနှင့်မတူအလွယ်တကူမောပန်းနေတတ်ခဲ့ပြီ။ကျွန်တော်လဲခဲ့ရသောအရာတွေကိုထိုက်တန်သည်ဟုပြင်ကျွန်တော်ကတော့တတ်မှတ်ထားခဲ့သည်။မိသားစုအလုံးပျော်ရွှင်နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့သည်။ထိုအကြောင်းသည်ဘဝဤနောက်ဆုံးချိန်ထိတွေးလျင်အောင်ပျော်ရွှင်ကြည်နူးပွေရာဖြစ်ရတခုတည်ချာနေခဲ့ပြီ။ကျွန်တော်ခြံရှိရောက်လာတော့တည်ချာအောင်နောက်တစ်ခေါက်ကြည်လိုက်သည်။ ဤအနီးနားပတ်ဝန်းကျင်တွင်တထပ်တိုက်ပူလေးသည်ဒီအိမ်တစ်လုံးသာရှိသည်အိမ်တဲမှတမ်းဘူးယူတဲ့ကပုံနှင့်တပုံစံနဲ့ဖြစ်၏တည်ကြပါသည်ဒါဟာကျွန်တော်တို့မိသားစု၏အိမ်ဖြစ်မည်ခြံဝင်းတန်မန်းတကားကိုတွန်းဖွင့်ရင်ဒီတန်မန်းတကားကနောက်ဆုံးမှတက်ဖြစ်သည့်အစိပ်ပိုင်းဖြစ်ကြောင်းသတိရသွားသည်ထိုလမတိုင်ခင်က29လမ်းမှ TV ဝန်ရံနှင့်ဆိုဖာဝန်ရံငွေပို့ပေးခဲ့သည်နောက်ရက်များဆိုရင်ဆိုဖာပေါ်ထိုင်ကဖိဖိနှင့်ဒူဘောလုံးပွဲကြည့်ရတော်မည် ။ခင်ကလိုဘောလုံးပွဲကြည့်ရင်အငင်းခုံလေးတွေပြန်လို့ရတော့မည်။ခြံတကားကိုတွန်းဖွင့်ဝင်လာရင်အင်းရှိခြံဝင်းထဲကိုကြည့်မိသည်။ပန်းအိုးတွေကတော့ဘီလိုတဲကထက်ပူများနေသည်။မိမိကပန်းမြေဆိုင်ဝါသနာပါတာကြောင့်ပန်းအိုးတွေများလာတာမဆန်းပါဘူးဟုတွေးမိသည်။လာရောင်အောက်တွေကမုန်းမီအရွက်တို့လက်ဖြာနေသည်။ဘေဘဲချမ်းတွင်အုတ်ဖြင့်အခိုင်မာတိဆောက်ထားသော ရေစင်ကိုမြင်ရသည်ရေစင်ထက်ဆောက်ခြင်းနှင့်ဆို၍အုတ်ထက်ဝင်ရတာမှတ်မိနေသေးသည် တကယ်ဆိုကျွန်တော်ရောက်လာချိန်မှာတော်တော်နောက်ကျနေခဲ့ပြီတိမ်လုံးလဲတိတ်ဆိတ်ငြိမ်သက်နေ၏ဤချိန်မှာတော့မိသားစုအလုံးသည်အိပ်ပျော်နေပြီထင်ပါသည် အပြန်လန်းတွင်အင်ကိုအမြန်ဆုံးပြန်ရောက်ရန်ကြိုးစားခဲ့တော့လဲတကောင်ရန်တိုင်လူမသားရောက်လာနိုင်ခဲ့သည် အပြန်လန်းတလျှောက်အနှောက်ရှက်အခက်ခဲများစွာကို ဖြတ်ကျော်လာခဲ့ရ၏ထို့ကြောင့်ထင်ထားသည်ထက်ပို၍နောက်ကျပြီးမှရောက်လာခဲ့သည်ထင်ထားသည်ထက်နောက်ကျနေတော့လဲအင်တို့ပြန်ရောက်လာနိုင်သည်ကိုပင်ဝမ်းသာရသည် တဲ့အိမ်လုံးတိတ်ဆိတ်ငြိမ်သက်နေတာကြောင့်မိသူကိုမှမနှို့တော့ပဲအေကန်းဆိုဖာပေါ်တွင်သာအိတ်လိုက်တော့မည်ဟုစဉ်းစားမိသည်တနည်းအားဖြင့်ကောင်းသည်ဟုဆိုရမည်မနဲ့မိုးလင်းလင်းချင်းအေကန်းတွင်မိမ့်မိန်ကြီးထိုင်နေသောကျွန်တော်ကိုမြင်နှင်းတမိသားစုလုံးပို၍အံ့ဩပျော်ရွှင်ကြမည်သူတို့အိမ်မက်မက်နေသလားကိုကိုကိုပြန်စစ်ကြမည်ထိုမြင်ကွင်းများကိုကြည့်ပြီးကျွန်တော်အားရပါရရေမောရမည်ကျွန်တော်စိတ်လွတ်လပ်လွတ်မရေမောဖြစ်တာကြာပြီး ညာရင်မိထွန်းထားသောဧကန်းသည်တိတ်ဆိတ်အေးစက်နေ၏ခေါင်းရင်းမှန်ပြင်းမှတဆင့်ဝင်လာသော လာယောင်ကြောင့်မဟောဂနီယောင်ရှာတို့ခင်းထားသောဧကန်းသည်ပြောင်းလဲနေသည်ထို့နောက်ကားငယ်ပုံစံဝိုင်းထားသောဆိုဖာကုံများကို တွေ့ရသည်29လမ်းမတီဗီကိုဇာပွားဖြင့်အုပ်ထား၏တီဗီနဘေးကကျမ်းမြင်တွင်ကျွန်တော်ပို့ပေးထားသောဖုံဆုပ်ဆက်ကိုမိအားတွင်ထားသည်ပစ္စည်းပိုးကားကဖုံဆုပ်ဆက်နီးနီးဖြစ်နေတာပြန်သတိရမိသည် ပူကောင်ဘလောက်ကုန်ဒီကိုတော့အင်ကိုမပြောပြပြခဲ့ပေ။အေကန်း၏ဘေးကပ်ရဲ့အခန်းသည်မိဘနှမ၏အခန်းဖြစ်ကြောင်းစာထဲတွင်ဖတ်ရဘူးသည်။ဒါဆိုဒီခန်းထဲတွင်ကျွန်တော်ချစ်သောဖေဖေနှင့်မေမေအိတ်နေပြီပေါ့။အခုဝင်းနှိုးလိုက်ရင်ကောင်းမလားတွေးလိုက်မိသည်။တကယ်ဆိုမိသားစုကိုတွေးခြင်းလွန်းလှပါပြီ။သို့တော်လည်းခနာဆောင်လိုက်သည်မှပူကောင်းမည်ထင်သည်။ယခုချိန်နှိုးလိုက်ရင်မေမေတို့အံ့ဩထိတ်လန့်သွားနိုင်၏။ ကျွန်တော်တို့မိသားစုနှင့်မတွေ့ရသည်မှာ၅နှစ်ရှိနေပြီဖြစ်၍နောက်ထပ်၄-၅နာရီခန့်ဆက်သီးခံရမှအခက်ခဲတော့မဟုတ်ပေ။နောက်ဖေးကန်းနှင့်မိဖို့ကြောင့်ကိုတော့မနက်မှသာတည်တည်ချာချာကြည့်တော်မည်။ကျွန်တော်လည်းပင်ပန်းနေတာကြောင့်ခဏလောက်တော့အိတ်ဆက်အနားယူသင့်နေပြီထင်သည်။မကြာမီရောက်လာတော့မည်မနက်တွင်ကျွန်တော်တို့မိသားစု၏အပျော်ရွှင်ဆုံးချိန်ဖြစ်လာတော်မည်။သူအကြောင်းတွင်ပြီးတော့အားလုံးဤပျော်ရွှင်ခြင်းများကိုဖန်တီးပေးရန်ကျွန်တော်စိတ်မရှိစွာဖြစ်ရပြန်သည် ထို့နောက်အေကန်းဆိုဖာတွင်သွားရန်ခြေလှမ်းပြင်လိုက်ချိန်တွင်အခန်းတကားတဖြည်းဖြည်းပွင့်ကားမေမေထွက်လာ၏မေမေအံ့ဩသွားစေရန်ပုံလိုက်လင်းကောင်းမလားဟုတွေးနေချိန်မှာပြင်အေကန်းညာမီရောင်အောက်တွင်ရနေသောကျွန်တော်ကိုမေမေမြင်တွေ့သွားခဲ့သည်မေမေကိုတွေ့ရလားတာကြည်နူးလိုက်တာမိမိခန္ဓာကိုယ်သည်ကျွန်တော်မြင်မှုသည့်ဓာတ်ပုံတဲကားထက်ပိန်လှီနေ၏။နေမကောင်းဘူးလားမိမိ။ကျွန်တော်ခတ်တိုးတိုးရေရွလိုက်တော့လဲ မိမိကတော့ပြန်မဖြေပဲကျွန်တော်ကိုအံ့ဩစွာစူးစိုက်ကြည့်နေသည်မိမိတားလေမမှန်းမိဘူးလားတားအရင်ထက်တော့ပိန်သွားတယ်မိမိကြီးဘာလဲတားသုံးနေကြရင်မွှင်းနှံကိုမိမိမမှတ်မိမှတ်မိလို့ထွက်လာတာလားကျွန်တော်ပြောလိုက်တော့လဲမိသည့်စကားမျှပြန်မပြောပဲကျွန်တော်ကိုစူးစိုက်ကြည့်ခါမိမိနှုတ်ခမ်းတို့တဆက်ဆက်တုန်ခါလာသည်ထို့နောက်မျက်ရည်များစီးကျလာခဲ့သည် ျွန်တော်မျှော်လင့်ထားသလိုပင်ကျွန်တော်ကိုမြင်သဖြင့်မင်းမေအောင်းဝမ်းသာစိတ်ဖြင့်ငိုနေလေပြီ။ကဲပါမင်းမေရေမငိုနဲ့တော့နော်ကျွန်တော်ပြန်ရောက်ပြီလေ။မနေ့ပြန်ထမင်းကြော်ရင်တယောက်စားပူကြော်ပေးနော်။ကျွန်တော်မင်းမေကြော်တဲ့ထမင်းကြော်ကိုစားကျင်လာပြီ။မင်းမေတခုခုပြောလေ။တားကိုမမှတ်မိလို့လား။မင်းမေအချစ်ဆုံးသားဆိုမျက်ရည်များစီးကြနေသောမင်းမေနှုတ်ခမ်းတို့တဖြည်းဖြည်းပွင့်ဟလာသည်။ထို့နောက်ကျွန်တော်ကိုတခုခုပြောရန်အားယူလိုက်သည်။ ိုချိန်မှာပင်ကျွန်တော်စိတ်ထဲတွင်မေမေဘာပြောတော့မီကိုသိလိုက်သလိုဖြစ်သွား၏ထိုသည်စိတ်ဖြင့်ကျွန်တော်ကိုကျွန်တော်ငုံကြည့်ဖြစ်သည်အိုးကျွန်တော်သဘောပေါက်သွားခဲ့လေပြီစိုးနေလုံးသောခံစားချက်ဖြင့်အေကန်းကျမ်းမြင်တွင်ဒူးထောက်ကျသွား၏မပြောပါနဲ့မေမေရဲ့တာခဏလောက်နေပြရစေဦးမျက်ရည်များစီးကြနေသောမိမိသည်ဆိုနှင့်ကွဲရှာသောအတန်ဖြင့်ကျွန်တော်အတွက်စကားအတန်ထွက်လာသည်။တားလေးရေအမြအမြအမြ မိမိဤအမျှဝေဒန်ဆုံးတွင်ကျွန်တော်ဝိညာဉ်ကဘာပြင်ပဲ ठी ဝေးလွင့်သွားရတော်သည်ကျွန်တော်ချစ်သောမိသားစုနှင့်တော့ဘယ်သောခါမျှပြန်ဆုံနိုင်မည်မဟုတ်တော့ပေရွှေမြူတီမဂဇင်းဒီဇင်ဘာ2012နောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်ဒီဝတ္ထုလေးဖတ်နေရင်နဲ့ပြီးခံဤလေးစိတ်ထဲမှာဟိုပို့ပြီးတော့မှခံစားရလေပဲပေါ့နော်တော်တော်လေးကိုမှ ဝမ်းနည်းစိတ်တွေဖြစ်မိပါတယ်လို့ဖတ်နေရင်နဲ့ကလေးကများအားလုံးလဲနားထောင်ရင်းနဲ့ဒီလိုပဲခံစားရမယ်လို့မျှော်လင့်မိပါတယ်အားလုံးကျမ်းမာပေးကင်းကြပါစေ။